အိမ်တော့ကြားတယ်ဆိုတော့မိုင်လေးရောမမေ့ဘူးပဲမေ့တာလားမမေ့ဘူးကိုကြီးကိုမြင်တော့မေ့တာပါတယ်ဟုတ်ကဲ့ပါကိုကြီးမြင်တိုင်းလေးပဲလားတော့အာလာကိုမျိုးပြောရရနောက်က live ပေါ့နော်ဟုတ်ကဲ့ကိုကြီးအဲတကယ်ပါရမီဖြည့်ပါကိုကြီးကတွေ့တာလည်းတွေ့အတင်းခေါ်ရတယ်မလိုက်ဘူးကိုကြီးသူအဲ့သူအလုပ်ကွာဖြစ်လို့ရှိရင်တခါတလေလိုက်ခဲ့ပေးပါဆိုတော့ तू ကမလိုက်ဘူးအဲ့လိုမျိုးအခုလည်းလိုက်ပါတယ်အခုလည်းလိုက်တယ်သိမ့်မရတာပေါ့သိမ့်မရတာ ဟိုတခါတိမ့်ပေးတာလေအင်ကြီးကြံခဲ့အင်ကြီးကြံခဲ့တခါလေးပွဲမှာလေအင်ကြီးကြံခဲ့ဆိုတော့ဒီလိုပါမေမေကပြောပစ္စည်းရေမကြံနဲ့နော်လေတူကိုကြီးရဲ့တိလာအဲ့လိုမျိုးပေါ့နော်အကဲအကဲပေးပေါ့နော်အဲ့လိုမျိုးဟိုဟာပေါ့ငကကလေးတို့အဲ့လိုမျိုးဟိုဟာလက်စုပ်လေးဆိုဟိုဟာလေကိုကြီးကရည်ထားပြီးတနှစ်သုံးလေးโอเคโอเคပေးပြီးနော်အဲ့ဒါနော်ကြံပြန်လို့ရှင်ပေါ့နော်မေမှာဆိုအကုန်လုံးကြံခဲ့လားကြည့်မယ်အဲ့လိုပြောတော့ကြည့်ပေးရင်ကိုကြီးအခုကတော့သူပါမပြောတယ်ညီမလေးဟုတ်လားဟုတ်တယ် ကဲပြောင်းလဲသွားပြီ။သူမပါရင်ပြောင်းလဲသွားပြီ။ဟုတ်တယ်။သူပါရင်အားရှိတယ်လို့ဖြစ်တယ်။အဓိကတော့တက်ကတော့အားကြတာပေါ့နော်။ကိုယ်ကလည်းအဲ့လိုမျိုးလေးပေးဆက်ပြီးတော့ချစ်ပေးနေမဲ့လူတွေအောင်နေချင်တာပေါ့။အားကြရဲ။အားကြမှုပေါ့။ကိုယ့်ရစကားမလေးမြန်မြန်ရှာလိုက်တော့။အေးဟုတ်တယ်။နောက်တစ်ခါနောက်တစ်ခါကြတော့ဘာလဲဆိုတော့ဟိုဘယ်လိုပြောရမလဲ။ကိုမျိုးကြော်ရတယ်။အရန်ပေါ့မိန်းကလေးတယောက်နေနေအရန်စိတ်ချပြီးတော့မှ ယုံကြည်ရတဲ့ခေတ်ကောင်းကောင်းတယောက်ဖြစ်တဲ့အတွက်လည်းကိုညီမလေးအတွက်စိတ်ချတယ်ဟုတ်တယ်ကိုကြီးနောက်ကျောင်းလုံအဲ့လုံနောက်ကျောင်းလုံနေပေါ့နော်အဲ့ဒီအရာတွေကိုတော့ဒါတပြိုင်တည်းခံစားရတယ်ပေါ့နော်ဒါလေးပါပဲအရန်ကြည်နူဖို့ကောင်းပါတယ် အော်ချစ်ကိုကြီးကိုတာကြီး congratulation ပါလို့ကိုကြီးဒီထက်မကပေါ့နော် brand buster ကြီးလည်းအများကြီးရရှိပြီးရောငါကိုကြီးအခု MD ဆိုလို့ရှိရင်ဒုတိယအကြိမ်ပေါ့ကိုကြီးတို့ဒုတိယအကြိမ်ခက်အပ်တယ်ဆိုတာတကယ်ဟုတ်ပေါ့ကိုကြီးကဒီ brand buster လုပ်တဲ့အပေါ်မှာအလုပ်ပေါ်မှာလည်းတာဝန်ယူမှုတာဝန်သိသက်မှုပေါ့အရန်လဲကိုရဲ့ပစ္စည်းလိုမျိုးကိုပစ္စည်းလိုမျိုးသဘောထားပြီးလုပ်ပေးတာဖြစ်တဲ့အတွက်အဲ့လိုမျိုးပေါ့နော်ဒီ company ပိုင်ရှင်တွေကလည်းသဘောကျပြီးတော့အခုဒုတိယအကြိမ်ပြန်ခက်အပ်ခြင်းဖြစ်တဲ့အတွက် congratulation ပါလို့ကိုကြီးကျေးဇူးတင်ပါတယ်ညီမလေးဟုတ်ချစ်ကိုကြီးကျေးဇူးပါတယ်ကျွန်တော်လည်းဒီထက်မကပို့ပြီးတော့ကြိုးစားပါမယ် ယ်ဗျာခုဒီတရားနှစ်မှာပထမနှစ်ကပို့ပြီးတော့ကောင်းတဲ့အရာတွေပို့ထိရောက်တဲ့အရာတွေလုပ်ဖို့အတွက်ကိုလည်းစဉ်းစားပြီးတော့ကြိုးစားနေပါမယ်ခင်ဗျာ ်ချစ်ခင်စီခဲ့လဲဆိုအခုကတော့ဟိုခင်လာတော့ကြာပြီကိုကြီးနဲ့ဟိုယင်ဒီမိုင်လေးပတ်စနာတွေကမိုင်လေးစပြီးတော့အမှုပညာစလုပ်ခရေကအာစပြီးတော့ခင်ခဲ့တာအခုချိန်ပြီပဲအဲ့တော့ဆိုမိုင်လေးကဒါဘယ်လိုပြောလဲကိုကြီးတို့ကုံတိုင်ကြီးဖွင့်တာလူကြီးပတ်စာလေးဆိုတဲ့အရွယ်ဆိုတော့ဘယ်လိုပြောမလဲအရင်ချစ်စရာကောင်းတယ်ဟိုမှာလဲညီမလေးမရှိဘူးလေအဲ့တော့ဆိုကိုကြီးတို့စီ body scrub လာလာပြီးလောက်တာကိုကြီးတို့စီကတကယ် body scrub လောက်တာတွေအရန်ဟိုပေါ့နော်ကောင်းတယ်ကိုကြီးတာကြီးတို့စီကပေါ့နော်ဒီဟိုအမတွေညီမတွေက body scrub တွေပါ ီဆိုလို့ရှင်လဲအရန်ကိုသူကလေအဲ၃ခါ၄ခါလောက်လုတ်လို့ရှင်တကယ်ကိုအဲ့လိုမျိုးဖြူပွေးသွားတာတော်တော်လေးတိတာဖြူပွေးတာတဲ့ကိုကြီးအမဲဆက်လေးရှိတဲ့နေရာတွေပါဆိုလို့ရှင်လဲအဲ့လိုမျိုးရော့ဝါးပါပါတယ်ကိုကြီးအရင်တော့ကျွန်တော်က beauty spa လေးဖွင့်တာလေအဲ့ဒီ hair style လေးကိုကြီးညီမလေးကို2000နဲ့မှတ်မှတ်ရရ2012လောက်မဟုတ်ဘူးကိုကြီး2030လောက်သွားစပင်းအကောင့်ညီမလေးကြိုက်လို့ဆိုပြီးလာလုတ်တာအဲ့ဒီအဲ့ဒီလာလုတ်တဲ့ဟာလေးကလေကိုနေကလိုက်သွားညီမလေးကငိုတဲ့ကမွေးတော့ကစပင်းအကောင့်အကောင့်ညီမလေးအဖြောင့်အရန်ကြိုက်တာဒါမဲ့အဲ့ဒီအချိန်မှာညီမလေးကပြန်ကောက်ချင်သွားပါ ကြောင့်လဲမနေ့အမကောက်တဲ့အချိန်မှာကိုကြီးကနေပြီးတော့သမင်အရှိကြီးပဲအရှိကြီးကိုကိုကြီးကနေပြီးတော့ဒီအကောက်ကောက်ဟိုမျိုး line ရေနဲ့လုတ်ပေးလိုက်တာအဲ့ဒါလေးတော့တော်တော်သဘောကျအခုချိန်ထိကိုသဘောကျတော့မယ်အဲ့ရလေးကနော် like ဟုတ်အာမိုင်းလေးကဘာလေးကွာပါလဲဆိုတော့လေအများကြီးပြောင်းလဲသွားတယ်မိုင်းလေးကတစ်နှစ်ကုန်သွားတာနဲ့အများတစ်နှစ်ပိုလှလာတယ်အဲ့ဒါတော့ဒါပေးသက်တည်ပြီးဆုံးပဲเนาะတစ်နှစ်ကုန်သွားရင်တစ်နှစ်ပိုလှလာတယ်တစ်နှစ်ပိုလှလာတယ်ပြီးတော့လေဘယ်တော့မှအရင်သွားလဲဆိုတော့လေမရှိဘူးဟုတ်ကဲ့ပါကိုကြီးဒါကရုပ်ပိုင်းဆိုင်ရာပေါ့เนาะစိတ်ပိုင်းဆိုင်ရာကလည်းခုချိန်ထိကျွန်တော်နဲ့သူနဲ့စတွေ့တော့အရွယ်လေးအတိုင်းပဲ သူ့ရဲ့စိတ်ပိုင်းဆိုင်ရာလည်းအခုချိန်ကြီးရှိနေတော့ကလေးကလေးတယောက်လိုပဲပေါ့နော်ခုမှမအောင်မရှိဘူးအာစိတ်ကမဆောင်တဲ့ဘူးဟမ်ဆောင်တဲ့ဘူးအဲဒါရရအရင်စိတ်ဆိုးရင်ဆိုးတယ်မဆိုးရင်မဆိုးဒါရရအရင်ချက်ပေါ့ကတချို့ကျတော့ဟိုပါးစပ်ကစိတ်ဆိုးတော့မပြောပဲကိုကြီးကတော့စိတ်ဆိုးကတော့မရှိဘူးပါဘူးခါလေဒါပေမဲ့ဟိုခလိုမျိုးပြပြရလေဟမ်မဆောင်တဲ့ဘူးလို့ကို့ဘာလဲမျက်နာမှာပေါ်တယ်ဟုတ်တယ်အဲ့လိုမျိုးအဲ့တခုကျွန်တော်တို့လေ2000နဲ့ဟိုပါပေါ့နော်10ခုနဲ့လောက်ထဲက ဖြာပြီးတော့ခင်မင်းခဲ့တာဟုတ်ကဲ့ပါခုချိန်ကြီးပဲမိုင်းလေးနဲ့ကျွန်တော်တို့ကြားမှာတခါမှစိတ်ဆိုးတာတော့မရှိပါဘူးမရှိဘူးကိုကြီးနဲ့ပို့ပြီးတော့ချစ်လာတယ်ကိစ္စတခုပြီးတိုင်းတာယောင်းစင်ပို့တခုပို့လာတယ်ဟုတ်ကဲ့ပါကိုကြီးအเจ้าညာရေတခုခုပြီးသွားတာရယ်ပို့ပြီးတော့ရင်းနှီးလာတယ်ပေါ့နော်ပို့ချစ်လာတယ်တော့ဒါမောင်နှမတွေလို့တာဟိုအမေနဲ့ဆိုလဲလေအမေမိုင်းနဲ့ဆိုလဲအဲတာမီတွေလို့ပဲစိုးတိုင်မင်ကောင်းတိုင်မင်ကိုကြီးကိုကြီးဖက်တန်းနေပါတယ်ခင်ဗျအိမ်အောင်ကြသွားတယ်ဆိုတာလေအိမ်အောင်ကြသွားတယ်ဆိုတာလေဟိုခန်းခန်းနားနားနဲ့မင်္ဂလာဆောင်ကြီးဆောင်လိုက်လို့ဒါမိုင်းလေးကအိမ်အောင်ကြသွားတယ်နော် 我介绍你搞那呀嘞，啊，别别死啦！叫那爸妈么听嘞有。嗯 မေ့တောင်မေ့နေတယ်ဟဲ့ကောင်းလိုက်တာကိုကြီးမေ့တာပဲကောင်းတယ်ကိုကြီးမေ့ကြအောင်စားလိုက်မယ်ကိုကြီးဒီမှာမေ့နေတယ်ကျွန်တော်တို့တွေလေဟုတ်ကဲ့မလားပြည့်တက်ကြီးလည်းအဲ့လိုပဲနေမှာနော်အာကောင်းလိုက်တာကိုကြီးကျေးဇူးတင်ပါတယ်ခလေးလေးလိုပဲမေ့ကြနော်မေ့ပေးပါနော်ကိုကြီးလိုပဲမေ့ပေးနော်မေ့ကြနော်အားလုံးမေ့ပေးနော်ဒါလေးဟာနောက်တာမေ့တာပေါ့သူလည်းမမေ့ဘူးဒါမေ့ပါတယ်မေ့ပါတယ်မုန်းကိုကြီးမေ့တယ်ဆိုတော့တမီးကပစ္စည်းရေးကြံခဲ့တာတာလီဆိုခါပေါင်းများဆိုတာမနေဘူးတာလီဆိုကိုကြီးညီမလေးစိတ်ပတိလေးပြဲတဲ့ဆိုတနည်းရမှာအများရထားခဲ့ညီမလေးပတ်ဆိုင်ရေးကြံတာဆိုလို့ရှင်တော့သုံးခါမြောက်ပေါ့ပတ်ဆိုင်ရေးကြံကြံခဲ့ ုတ်ဘူးဘယ်ရောက်ပြောရလဲကိုကြီးအိမ်ရောက်ကြရဲဆိုတော့မိုင်းလေးရောမမေ့ဘူးမမေ့တာလားမမေ့ဘူးကိုကြီးကိုမြင်တော့မေ့တာပါတယ်ဟုတ်ကဲ့ပါကိုကြီးမြင်တိုင်းလေးပါလားသွားလာကိုမျိုးပြောရနောက်က live ပေါ့တော့ဟုတ်ကဲ့ကိုကြီးဟိုတကယ်ပါရမီဖြည့်ပါကိုကြီးကတွေ့ထားတဲ့အတွက်အတင်းခေါ်ရတယ်မလိုက်ဘူးကိုကြီးသူသူအလုပ်ကွာဖြစ်လို့ရှင်တစ်ခါတလေ like ခဲ့ပေးပါဆိုတော့ तू ကမလိုက်ဘူးအဲ့လိုမျိုးအဲ့လိုလည်းမဟုတ်ပါမလေးရဲရန်ချစ်ပေးနေလို့အဲအခုလည်း like ပါတယ်အခုလည်း like တယ်တိမ့်ပေးရတာပေါ့တိမ့်ပေးရတာ ဟိုတခါသိမ့်ပေးတာလေအင်ကြီးကြံငယ်အင်ကြီးကြံငယ်တခါလေးပွဲမှာလေအင်ကြီးကြံငယ်ဆိုတော့လေဒီလိုပါမေမေကပြောပစ္စည်းရေမကြံနဲ့နော်လေကိုကြီးရဲ့တိလာအဲ့လိုမျိုးပေါ့နော်အကဲအကဲပေးပေါ့နော်အဲ့လိုမျိုးဟိုပါပေါ့ငကတ်ကလေးတို့အဲ့လိုမျိုးဟိုပါလက်စွပ်လေးဆိုဟိုပါလေကိုကြီးကကြီးထားပြီး1 2 3 4 okay okay baby နော်အဲ့ဒါနော် okay ကပြန်လို့ရှင်ပေါ့နော်မိမာဆိုအကုန်လုံးကြံခဲ့လားကြည့်မယ်အဲ့လိုပြောတော့ကြည့်ပေးရင်ကိုကြီးအခုကတော့သူပါမပြောတယ်ညီမလေးဟုတ်လားဟုတ်တယ် ကဲပြောင်းလဲသွားပြီပြောင်းလဲသွားပြီဟုတ်တယ်သူပိုင်အားရှိတယ်လို့ဖြစ်တယ်အဓိကတော့တက်ကတော့အားကြတာပေါ့နော်ကိုယ်ကလည်းအဲ့လိုလိုလေးပေးဆက်ပြီးတော့ချစ်ပေးနေမဲ့လူတရားဖြစ်နေတာပေါ့အဲ့ဒါအားကြမှုပေါ့ကိုရစကမလေးမြန်မြန်ရှာလိုက်တော့အဲဟုတ်တယ်နောက်တစ်နောက်တစ်ခုကကြတော့ဘာလဲဆိုတော့ဟိုဘယ်လိုပြောရမလဲကိုမျိုးကြော်ရတယ်အရန်ပေါ့မိန်းကလေးတယောက်နေနေအရန်စိတ်ချပြီးတော့မှယုံကြည်ရတဲ့ ခင်ဗျာခေါင်းတယောက်ဖြစ်တဲ့အတွက်လည်းကိုညမလေးအတွက်စိတ်ချတယ်ဟုတ်တယ်ကိုကြီးနောက်ကျောင်းအဲ့လုံနောက်ကျောင်းလုံမယ်ပေါ့နော်အဲ့ဒီအရာတွေကိုတော့ဒါတပြိုင်တည်းခံစားရတယ်နော်ဒါလေးပါပဲအရန်ကြည်နူကိုကောင်းပါတယ်အရန်အေးလုံးနဲ့ကိုကြီးအရန်အေးလုံးနဲ့မတင်မိဘာမှမပြောဘူးတင်မိဆိုတာလေဘာမှမပြောဘူးအဲ့လိုမျိုးကိုနဲ့ကြာအဲ့ဒါမမီကတော့ပြောတယ်ယောက်ျားအရန်ဆန်တယ်လို့ခေါ်တာပေါ့အဲ့ကိစ္စကလေတလားတချို့ကျွန်တော်ကြုံမှုတယ်ဆုံးလွဲတယ်လေယောက်ျားလေးကအမြဲတမ်းဟာဝင်ဝင်ပြန်ပြီးစားရင်စားပြန်ပြီးသွားရင်သွားပြန်ပြီးဆိုတော့ကြာတယ် ဒီ main ကလေးတယောက်မှာအနေအမှာကျွန်တော်သာနေကြည့်မယ်ဆိုကျွန်တော်ကျွန်တော်စိတ်ညစ်မှာဟာငါအဲ့ဒါဆိုရင်အိမ်တော်မပြူဘူးလို့ကျွန်တော်တော့အဲ့လိုခဏခဏတွေးနေပါတော့ဟုတ်တယ်ဒါပေမဲ့မိုင်းလေးတို့ရဲ့ live ကကြတော့အဲ့လိုမဟုတ်ဘူးမိုင်းလေးလည်းသူ့ရဲ့အမှုပညာသူကောင်းကောင်းလုပ်လာတယ်အကိုကြီးလည်းအကိုကြီးရဲ့အမှုပညာကောင်းကောင်းလုပ်ကြတယ်ပြီးရင်တယောက်နဲ့တယောက်အရန်ချစ်တယ်ဟုတ်ကဲ့ချစ်ကိုကြီးချစ်တာတွေကိုလည်းဟိုလိုမျိုးကြီး line ပေါ်တင်ပြီးထုတ်ပြနေကြတယ်မဟုတ်ဘူးဒါပေမဲ့မျက်လုံးမှလည်းမြင်နေရတာနော်မျက်လုံးမှလည်းဟုတ်ကိုကြီးငါကိုကြီးအညှိနိုင်ပါတယ်ဟုတ်ဒါပါပဲညှိနိုင်ပါတယ် ကြောက်သွားပြီကြောက်တယ်တခါလာလဲဒါပဲတခါလာလဲဒါပဲပြင်ပါစို့လို့လေအဲ့အဲ့လိုအဲ့လိုလေးတင်လိုက်လေခေါင်းစဉ်မတင်ပါနဲ့ပြောရရတနာမိုင်ဆိုတော့ကိုကြီးနော်ပြောချင်တာတွေမေးချင်တာတွေမေးပြီးတော့ခေါင်းစဉ်တင်တဲ့ဟာတွေကိုမတင်ပါနဲ့လို့ပြောတဲ့ရတနာမိုင်အကိုအေးကောင်းပါကောင်းပါလေးရှာလိုက်တော့လို့ကိုတာကြီးကိုပြောလိုက်တယ်ရတနာမိုင်ကိုယ်တိုင်ကပြန်ပြောလိုက်ပါတယ်အာတတ်တလုံးပေါ့နော်လူပြိုကြီးလုံးပဲအများချစ်အများပိုက်ပစ္စည်းလေးအဲကိုတိုင်ကပါ ါလို့အင်တာဗျူးမှာခဏ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 ပြောပြနေပါတယ်လို့ဒီဆရာလေးကိုကြီးရဲ့ဆရာလေးကိုကြီးကိုကြီးတာကြီးလေးဆူတောင်းစကားတော့ငါကိုကြီးအောင်မြင်မှုထိတ်ဆုံးမှာမြဲတဲ့တီးရှိပါစေလူအများခုနှစ်ရသားသမီးတွေချစ်ခင်ကြရတယ်ပေါ့နော်တကယ်ကိုအာလူချစ်လူခင်ပေါင်းများတဲ့ကိုကြီးတာကြီးလေးဖြစ်အမြဲတမ်းရက်တည်နေနိုင်ပါစေလို့ဆူတောင်းပေးပါရစေချစ်ကိုကြီးညီမလေးကိုလည်းကျေးဇူးရမ်းတင်ပါတယ်ဘာကြောင့်လဲဆိုတော့ကျွန်တော်ကပေါ့နော်ဟိုသဘောတရားပြောလို့ရှိရင်အမှုပညာရှင်လည်းမဟုတ်ဘူးဟုတ်ကဲ့ကိုကြီး ဆိုတော့လည်းမဟုတ်ဘူးဒီလည်းမဟုတ်ဘူးတာမန်မိတ်ကက်ဆရာပဲပေါ့နော်အဲဒါပေမဲ့အဲကျွန်တော်လှုပ်ရှားလှုပ်ရတဲ့အလုပ်လေးတွေထဲမှာလှုပ်တိုင်းမှာပေါ့ဘိုင်းလေးကအမြဲတမ်းပံ့ပိုးပေးတယ်ဝန်းရံပေးတယ်ကိုကြီးနဲ့ညီမလေးနဲ့ကကြတော့မောင်နှမတွေလိုဖြစ်နေမြဲတယ်ဒီနေ့ပွဲလေးကဒါကျွန်တော်အားရှိအောင်သူမှာလာတယ်လာအားပေးတာလာအဲ့တော့လေကျေးဇူးရတယ်မှာကျေးဇူးတင်ပါတယ်ချစ်ကိုကြီးအမြဲတမ်းပြောနေကြစကားတိုင်းပဲတို့တွေအသက်ကြီးတဲ့အထိတူတူနေကြမှာတူတူနေကြမယ်ကိုကြီးအဲ့ဒါလေးတင်လိုက်နော်ခေါင်းစဉ်ကျေးဇူးတင်ပါတယ်ခင်ဗျာကျေးဇူးတင်ပါတယ်ချစ်ကိုကြီး ကျေးဇူးပါမီဒီယာတွေအားလုံးလည်းကျေးဇူးတင်ပါတယ်မီဒီယာတွေအားလုံးကျေးဇူးတင်ပါတယ်မြန်မာလူတွေရောမလေးတို့